မင်္ဂလာပါရှင်မန္တလေးခေတ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမတိုင်ခင်အမေရိကန်မှာဆန္ဒပြဖို့စီစဉ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ပြီးနိုဝင်ဘာ22ရက်ဝါရှင်တန်ဒီစီမှာကြီးမားတဲ့ဆန္ဒပြပွဲတစ်ခုပြုလုပ်ရင်းအောက်တိုဘာ17ရက်ကကမ္ဘာလုံးဆိုင်ရာအွန်လိုင်းတွေ့ဆုံမှုပြုလုပ်ခဲ့တယ်လို့အမေရိကန်မှနေထိုင်တဲ့မြန်မာနယ်ပွားအမေရိကန်နိုင်ငံသားတွေအပါအဝင်မြန်မာအတိုင်းဝိုင်းကပြောလိုက်ပါတယ်ဒီဇင်ဘာ28ရက်စတင်ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုကြကြပြန့်ပြန့်ကန့်ကွက်ကြောင်းနိုင်ငံတကာကိုအသိပေးဖို့အတွက်ဆန္ဒပြပွဲစီစဉ်တာဖြစ်တယ်လို့ဥဆောင်စီစဉ်သူတွေကပြောပါတယ် အွန်လိုင်းတွေ့ဆုံပွဲကိုအမေရိကန်နိုင်ငံမှာနေထိုင်သူတွေအပါအဝင်ကမ္ဘာတဝန်းရှိမြမအရေးတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပါတယ်။နိုင်ငံအမျိုးမျိုးမှာဆန္ဒပြပွဲတွေဘလို့ပြုလုပ်သွားလဲဆိုတာကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်လို့အမေရိကန်မှာနေထိုင်သူကိုကိုလေးကပြောပါတယ်။ 2021ခုနှစ်မှာဂရေကနှုတ်ဆက်နေခဲ့ရတဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုအများကြားစေဖို့ရည်ရွယ်ပြီးဆန္ဒပြဖို့စီစဉ်တာဖြစ်တယ်လို့ San Francisco Bay Data Gang Mackin Thiri Nandaw ဆိုက ပြောဆိုပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီတရက်ကနိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့စစ်ကောင်ဆောင်တွေကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစိတ်လွတ်ပေးဖို့အာဆီယံကိုတောင်းဆိုထားပါတယ်။အဲ့ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့အာဆီယံကအောက်တိုဘာ26ရက်ကနေ28ရက်ထိကျင်းပမဲ့ညီလာခံအတွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။စစ်တပ်အုပ်ချုပ်မှုအောက်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်စစ်ကော်မရှင်စန့်ကျင်ရေးဖွဲ့န 2020ကပေးချထားပါတယ်။မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်နေပြည်တော်ကိုလာရောက်ခဲ့ပြီးတဲ့နောက်စစ်တပ်ထိန်းချုပ်ထားတဲ့မြမလင်းတရင်စာကရွေးကောက်ပွဲကိုမလေးရှားကထောက်ခံပြီးစောင့်ကြည့်လေးလာသူတွေဆင်းလွတ်ပေးဖို့သဘောတူထားတယ်လို့ဖော်ပြခဲ့ပါတယ်။ မလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနရဲ့ကြေညာချက်မှာတော့နိုင်ငံသား၏ဝင်ကြီးအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝအကောင့်ထည့်ဖို့ရင်းနဲ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရင်အန်ယူဂျီအပါအဝင်ဒေါ်လာရေးအင်အားစုအားလုံးနဲ့ညှိနှိုင်းဆွေးနွေးရင်းစစ်ကောင်းဆောင်တွေကိုတိုက်တွန်းခဲ့တယ်လို့ပဲဖော်ပြထားပြီးရွေးကောက်ပွဲကိုထောက်ခံကြောင်းဖော်ပြချက်တစ်ခုမှမပါရှိပါဘူးစစ်ကောင်းစီတင်ချုပ်ထားတဲ့မြမလင်းအင်္ဂလိပ်ပိုင်းသတင်းစာရဲ့အဲ့ဒီဖော်ပြချက်နဲ့ပတ်သက်လို့မလေးရှားအစိုးရကိုမလေးရှားပညာရှင်တွေနဲ့မူဝါဒ ရကျွမ်းကျင်သူတွေကပြစ်ဒဏ်ဝေဖန်နေကြပါတယ်မလေးရှားအစိုးရအနေနဲ့မြန်မာနိုင်ငံဆိုင်ရာရည်တည်ချက်မူဝါဒကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်ပြီးစစ်ကောင်စီရဲ့အတုံးချခံဖြစ်လို့မရဘူးလို့မာလာယာတက္ကသိုလ်ကဖွဲ့စည်းထားတဲ့မြန်မာရင်းလေးလာရေးကျွမ်းကျင်သူများအဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြံပေးဖွဲ့တို့ကပြောဆိုထားပါတယ် စေကောင်းဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်များတာမှုမရှိသလိုအလုံးပါဝင်မှုလည်းမရှိတာကြောင့်အတို့ရောင်ရွေးကောက်ပွဲပဲဖြစ်တယ်လို့မလေးရှားပညာရှင်များအဖွဲ့ရဲ့ပူးရဲညင်ညာချက်မှဖော်ပြပါရယ်စစ်ကောင်မရှင်ကမလေးရှားနိုင်ငံသား၏ဝင်ကြီးခီးစဉ်ပြီးမှလည်းလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေတာကသူတို့အနေနဲ့အာဆီယံဘုံသဘောတူညီချက်ကိုအလေးမထားဘူးဆိုတာတည်တည်ထူနေတယ်လို့မလေးရှားပညာရှင်တွေကပြောဆိုထားကြောင်းသိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ TNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့ဘုံထက်ကျဲခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ TNL ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်နမ်ဆန်မြို့နယ်အုတ်ဆွမ်းကျေးရွာကိုဒီကနေ့အောက်တိုဘာ14ရက်မနက်ပိုင်းမှာစစ်ကော်မရှင်တပ်ကထပ်မံဘုံကျဲသွားတယ်လို့တအန်းတပ်မတော် TNL ကသတင်းထုတ်ပြန်ပါတယ်။စစ်ကော်မရှင်တပ်ဟာအုတ်ဆွမ်းကျေးရွာကိုဂျက်ဖိုက်တာလေယာဉ်နဲ့လာရောက်ဘုံကျဲသွားတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအသေးစိတ်ကိုဆက်လက်ထုတ်ပြန်ပေးမယ်လို့ဆိုပါတယ်။ မနေ့ကအော်တိုဝါ73ရက်နေ့လယ်တနအီချိန်လောက်မှလဲနမ်ဆန်မြို့နယ်ကရားကြီးကျေးရွာကိုစစ်ကောင်မရှင်တပ်ကလေးချောင်းကနေ Jet Fighter လေးယာဉ်နဲ့ပေါင်250ဘုံ6လုံးလောက်လာရောက်ကျေးချတိုက်ခိုက်ခဲ့တာပါဘုံကျေးတိုက်ခိုက်မှုတွင်နမ်ဆန်မြို့နယ်ရှိအသက်16နှစ်ရွယ်အောင်အစောဘုံထိမှန်တရားရရှိခဲ့သလိုစာတင်ချောင်းဆောင်၂ဆောင်နဲ့ပြည်သူနေ6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကဆိုပါတယ် စစ်ကောင်မရှင်တပ်ဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှတန်းပြည်နယ်တွင်ရှိမြို့ရွာတွေကိုလေးချောင်းကနေပြင်း drone နဲ့လက်နက်ကြီးတွေရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခတ်တာတွေပြုလုပ်နေပြီးစစ်ရာဇဝမှုတွေကိုကျူးလွန်နေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နေ့ကလည်းနမ်ဆန်မြို့နယ်ဇဲဟုံကျေးရွာစာတင်ကျောင်းအနီးကိုစစ်ကောင်မရှင်တပ်ကလေးချောင်းကနေပုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကလေးနှုတ်သေဆုံးပြီးကလေးနှုတ်အပါအဝင်ပြည်သူကိုအထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြမတရားစီရင်ရေးယုံကြည်မှုလုံးဝပြိုလဲနေဟုကုလသမဂ္ဂပြောတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဆရာနာသိမ့်မှု၄နှစ်ကျော်အကြာပြိပခနှင့်မလုံခြုံမှုများဆက်လက်ဖြစ်ပွားနေပြီးလူငယ်များအနေဖြင့်တရားစီရင်စနစ်ပေါ်ယုံကြည်မှုမှာလုံးဝပြိုလဲသွားပြီဖြစ်ကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရှင် UNDP မြန်မာကထုတ်ပြန်လိုက်ပါတယ်။ လူငယ်အများစုအတွက်ရဲနဲ့တရားရုံများသည်ဘေးကင်းရေးနဲ့တရားမျှတမှုအကာအကွယ်ပေးသူများမဟုတ်တော့ပေကြောက်ရွံ့မှုသို့မဟုတ်အမျက်ထုတ်ခြင်း၏အရင်းမြစ်များဖြစ်နေသည်ဟုထောက်ပြထားပါသည်။အာဏာပိုင်များအပေါ်မယုံကြည်မှုမလုံခြုံမှုတို့နှင့်ပတ်သက်ပြီးမြမလူငယ်သဘောထားစစ်တမ်း2024ပြည်သူ့အခြေခံလိုအပ်ချက်စစ်တမ်း2023နှင့်အုပ်စုဖွဲ့ဆွေးနွေးမှုများမှရရှိသည့်အချက်များပေါ်အခြေခံ၍မြမနိုင်ငံရှိအသက်18နှစ်မှ35နှစ်တွင်လူငယ်များရင်ဆိုင်နေရသောဖြစ်စည်းမှုများနှင့်မလုံခြုံမှု ှုများအကြောင်းဖော်ပြထားသည့်ကျောက်ကဘာထက်ကမျိုးဆက်အစည်းအဝေးခန်းဆောင်မှ UNDP မြန်မာကဖော်ပြထားခြင်းဖြစ်ပါသည် စစ်မှုထမ်းဥပဒေသည်လူငယ်အမျိုးသားများနှင့်တိုင်းရင်းသားလူနည်းစုများကြားစိတ်ဖိစီးမှုဖြစ်စေသည့်အဓိကအကြောင်းရင်းဖြစ်ပြီးစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ထင်းသလိုဖန်ဆီးခြင်းအတင်းအဓမ္မစစ်သားစုဆောင်ခြင်းတို့ရင်ဆိုင်နေကြရပြီးကြောက်ရွံ့မှုမယုံကြည်မှုအခြေအနေပုံမဆိုးရွားစေကြောင်းလည်းဖော်ပြထားပါသည်လူငယ်များအတွက်မလုံခြုံမှုအခြေအနေသည်အာဏာမသိမ်းမီကထက်နှစ်ဆကျော်ပိုများလာခဲ့ပြီးရန်ကုန်ကဲ့သို့မြို့ပြဒေသတွင်လည်းကရင်နီနှင့်ကချင်စတဲ့ပြည်ပခဒေသများကဲ့သို့သောလုံခြုံ ုံမှုမရှိဖြစ်နေသည်ဟုလည်း UNDP ကဆိုပါရီနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာ ရာဇဝမှုညွန်ကိန်းအရမြန်မာပြည်ကမ္ဘာပေါ်တွင်ရာဇဝမှုအများဆုံးကျုံ့တွေ့နေရသောနိုင်ငံဖြစ်သတ်မှတ်ခံထားရသည့်ဖြင့်ဘိန်းနှင့်ဓာတုမူရစ်စေဝါများအကြီးမားဆုံးထုတ်လုပ်သောနိုင်ငံဖြစ်လာပြီးစီးပွားရေးနှင့်လူမှုရေးရာတို့မှလည်းရာဇဝဂိုင်းများ၏ဩဇာလွှမ်းမှုမှုသိသာထင်ရှားစွာရှိနေသည်ဟု UNDP ချက်လက်များကဆိုကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဘုံသဘောတူညီချက်၅ရဲ့ဖိဆက်မှုအတွက်စီးပုစုကိုတာဝန်ခံအောင်လုပ်ဖို့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာအလုံဆောင်ချက်တွေကနေတစေညှိနှိုင်းဆောင်ရွက်တဲ့ပုံသဘောတူညီချက်ရဲ့ဆက်လက်လိုက်နာမှုမရှိခြင်းရဲ့ပြစ်ဆန့်ခြင်းအတွက်စေအုပ်စုကိုတာဝန်ခံစေရေးအာဆီယံအနေနဲ့လုံဆောင်ရမယ်လို့တော်လှန်ရေးအင်အားစုတွေကတောင်းဆိုပါတယ်။မြမရေးတက်ဆိုင်သူတွေအလုံးပါဝင်တဲ့အစည်းအဝေးကနေပုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပေါ်ဆောင်ခြင်းဒီမိုကရေစီကိုထိမ့်သိမ်းခြင်းနဲ့စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုပယ်ချခြင်းဆိုင်ရာသဘောထားကိုအောက်တိုဘာ၁၇ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။၂၀၂၅ခုနှစ်အာဆီယံဥက္ကဋ္ဌ တ္ထတာဝန်ယူခဲ့တဲ့မလေးရှားနိုင်ငံကမြန်မာရေသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေးတွေကိုမြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ကဦးစီးကျင်းပခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ အဲ့ဒီအစည်းအဝေးတွေမှာအမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြံကံကောင်စီ NUCC ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေါ်လာရေးအဖွဲ့အစည်း EROS တွေအတိုင်းအမြံကံကောင်စီတွေ Federal Unit တွေနဲ့အခြားကိုယ်စားလှယ်ဖွဲ့တွေတက်ရောက်ခဲ့ကြတာပါ အာဆီယံကိုအစည်းအဝေးတက်ရောက်ခဲ့ကြတဲ့အဲ့ဒီဒေါ်လာရေးအရာစုအဖွဲ့အစည်း20ကဘုံသဘောတူညီချက်9ရက်ပါဝင်အချက်9ချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဓိကအချက်ဖြစ်တဲ့အာနာသိန်းစေအုပ်စုကစီစဉ်တဲ့ရွေးကောက်ပွဲတွေဟာဘုံသဘောတူညီချက်9ရက်ဒါမှမဟုတ်နိုင်ငံတကာစံနှုန်းတွေရာတရားဝင်မှုလုံးဝမရှိတာကြောင့်ဘယ်ရွေးကောက်ပွဲတွေမဆိုညင်းပယ်ဖို့နဲ့အတိမတ်ပြုခြင်းကိုညှင်းဆို့ဖို့ပါ။လေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကိုရှက်တက်နာစောင့်ကြည့်တာနဲ့တရင်ဖို့တိုင်ကြားတဲ့ရန်ရဲတွေကိုအားကောင်းစေတာ ပြည်တွင်ဒေသခံနှင့်နေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကောက်အွယ်ပေးရေးကွန်ရက်တွေကိုပံ့ပိုးပေးတာအပါအဝင် အရတားများပေါ်ကျန်းဖက်မှုတွေကနေကောက်ွယ်ဖို့လက်ငင်းအစီအမံတွေဆောင်ရွက်ဖို့ဖြစ်ပါတယ်အစည်းအဝေးရဲ့အဓိကရလဒ်တွေအဖြစ်စစ်တပ်ရဲ့အထူးရောင်ရေကောက်ပွဲတွေကိုညင်းပယ်တာတော်လန်ရေးအင်အားစုတွေကြားစည်းလုံးညီညွတ်ရေးတိကျပြတ်သားတဲ့အာဆီယံရဲ့လှုပ်ဆောင်ချက်ကိုတောင်းဆိုတာလူသားချင်းစာနာ ထောက်ထားမှုရဲ့မရှိမဖြစ်အရေး ချီမှုအားလုံးပါဝင်မှုရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲနဲ့ဒေတာရင်းတင်ငင်ရေးဆိုတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြတာဖြစ်ကြောင်းသိရှိရပါတယ်။